¿Y qué fue? Luis y Tena, con tanta chapa, va a hacerle ranking, tanking, tank. Bambú. Chapa. Doggy Spawn. ¿Qué? A light motion နဲ့ခုလိုမျိုးအမိုက်စားဗီဒီယိုတွေဖန်တီးခြင်းတူတွေအတလားအရေးကြီးဆုံးနဲ့အလွယ်ဆုံးဖြစ်တဲ့နီလန်တစ်ခုကိုဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြပေးပါမယ်။ကဲကိုယ်တိုင် edit look เสียမလို့ပဲ တခြားသူတွေရဲ့အဲ့ဒီပုံစံတွေကိုတခါတည်းယူသုံးလို့ရတဲ့ဒီနီလန်ကတင့်ရဲ့တကအချင်းကုံတက်တာစီမှာတေးကြပါတယ်ကဲအလိုက်မူရှင်းမှာသူမရရီ edit ထားတဲ့ video ကို link ယူပြီးပြန် edit မယ်ဆိုရင်တော့ link ကိုရှာပြီး download လုပ်ရမှာဖြစ်ပါတယ် လင့်ရှာဖို့အတွက်ကတော့ TikTok ကိုတုံးရမှာဖြစ်ပါတယ်။ TikTok ကိုဝင်ပေးလိုက်မယ်။ TikTok search bar မှာ align motion edit link လို့ရေးရှားလိုက်မယ်။ သူများတွေလုတ်ထားတဲ့ဗီဒီယိုအများကြီးကြာလာမှာဖြစ်ပါတယ်အဲ့ထဲမှာကိုကြိုက်တဲ့ဗီဒီယိုတွေ့ပြီဆိုရင်တော့ကောမန်မှာလင့်ရှာအောင်ဖြစ်ပါတယ်လင့်တွေ့တာနဲ့လင့်ကိုခဏဖိထားလိုက်ပါပြီးရင် copy ဆိုတာကိုနှိပ်လိုက်ပါမယ်ပြီးရင်ဗီဒီယိုကိုပါတခါတည်း download လုပ်ရပါမယ် download လုပ်ပြီးသွားပြီဆိုရင်တော့နောက်ထပ်ပါတွေဆက်လုပ်ရမလဲဆိုတာကိုပြောပြပြပါမယ် Chrome browser လေးကိုတွားမယ်ပြီးရင် search bar မှာခုနကယူလာတဲ့ link ကိုအကုန် paste လုပ်လိုက်ပါပြီးရင် HCDB ရှေ့ကစာရီအကုန်ဖြတ်လိုက်ပါ။ ပြီးရင် enter ခောက်လိုက်ပါကဲဒီထီရောက်သွားပြီဆိုတော့ download logo လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် download anyway ကိုထပ်ပြီးတော့နှိပ်ပေးလိုက်မယ်အဲဒါဆိုရင်တော့ download log နေပါပြီ download log ပြီးသွားရင်တော့ alight motion app ထဲကိုသွားပါမယ် ပြီးရင် template ဆိုတာကိုဝင်နှိပ်ပေးလိုက်ပါကဲဒီလက်ရုပ်သွားရင်တော့ upload ကိုဆက်ပြီးနှိပ်လိုက်ပါပြီးရင် sona က download လုပ်ခဲ့တဲ့ file ကိုထည့်ပေးရပါမယ်ခဏလေးစောင့်ပေးလိုက်ပါကဲဒီထဲမှာကတော့ကိုထည့်ချင်တဲ့ပုံကိုထည့်ပေးရမှာဖြစ်ပါတယ် ကိုကြိုက်တဲ့တပုံကိုရွေးထည့်ပေးလိုက်ပါပြန်အပေါ်မှာရှိတဲ့ nail ကိုတစ်ချက်နှိပ်ပြီးတွားလိုက်ပါ။ကဲဒီထဲမှာကတော့ပုံပဲထည့်လိုက်ရတာပါ။အတန်ကတော့ပါမလာပါဘူး။အတန်ထည့်ရှင်တယ်ဆိုရင်တော့အပေါ်ကိုနှိပ်ပြီးတော့မီဒီယာထဲဝင်ပေးလိုက်မယ်။ပြီးရင် TikTok က download လုပ်ခဲ့တဲ့ video ကိုရွေးပေးလိုက်ပါ။ ကဲရွေးပြီးတော့ပြီဆိုရင်တော့ဗီဒီယိုကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်ညာဘက်အပေါ်ဆုံးမှာရှိတဲ့အဆက်၄30ကိုနှိပ်လိုက်ပါပြီးရင် extra audio ကိုနှိပ်လိုက်မယ်ဗီဒီယိုကိုဖြတ်မယ်ဆိုရင်တော့စွမ်းနာကလိုမျိုးဗီဒီယိုကိုနှိပ်ပေးလိုက်ပါပြီးရင်အပေါ်မှာရှိတဲ့အမိုက်ပုံးကိုနှိပ်လိုက်ရင်ရပါပြီ ပြီးရင်မလိုအပ်တာတွေဖြတ်လိုက်ပါကဲဗီဒီယိုကို save မယ်ဆိုရင်တော့ညာဘက်အပေါ်ဆုံးမှာရှိတဲ့မြားကိုတစ်ချက်နေဖိလိုက်ပါပြင် export ဆိုတာကိုနေပေးလိုက်ပါကဲဒါဆိုရင်တော့တရာပြည့်အောင်ဆောင်ပေးရမှာဖြစ်ပါတယ်နည်းနည်းဆောင်ပေးလိုက်ပါ ြီးသွားပြီဆိုရင်တော့ save ကိုနှိပ်လိုက်ရင်ရပါပြီ။ကဲကျွန်တော်ရတဲ့ video ကအသုံးဝင်တယ်ဆိုရင်တော့ like and subscribe လုပ်ဖို့လည်းမမေ့နိုင်ဘူးเนาะ။ဒါဆိုရင်တော့ကျွန်တော်တို့နောက်ထပ် video မှာပြန်တွေ့ကြမယ်เนาะ။